င်္ဂလာပါရှင်မြန်မာနိုင်ငံမှာအင်အားကြီးငလျင်လှုပ်ခတ်ပြတဲ့နောက်ဖြစ်စဉ်တွေအများကြီးဖြစ်ပေါ်လာတာရှိပါတယ်။ဒါရီကြားထဲမှာပဲဒီသတင်းဖောင်းပွားမှုတွေနဲ့အတူဒီအချက်လက်အမှားတွေလည်းပါလာတာရှိရဲပေါ့နော်။ဒါကြောင့်ပဲဒီနေ့အစီအစဉ်မှာဒီလူမှုကွန်ရက်ပေါ်ကသတင်းတွေကိုမော်နီတာလုပ်ပြီးတော့စီစဉ်နေတဲ့မြန်မာကအချက်လက်စစ်ဆေးသူပြည်နှံကိုဒီငလျင်နောက်ဆက်တွဲပြန်လာတဲ့သတင်းမှားတွေနဲ့ပတ်သက်ပြီးတော့မြင်းမြန်းသွားဖို့ရှိပါတယ်။ ဆိုတော့အမကြီးပထမဆုံးပေါ့နော်ဒီတလုံးမှာဘလို့သတင်းမှားတွေပြန်နေတယ်လဲပြီးတော့ဒါတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်မစ္စမာဖက်ချာကနေပြီးတော့ဒီနေ့ဧပြီလ၁ရက်နေ့မှာဘာတွေကိုစစ်ဆေးခဲ့တာရှိလဲရှင့် ဒီတလုံးမှာပေါ့နော်ဒီငလျင်နဲ့တွဲပြီးတော့မှနောက်ဆက်တွဲပြန့်နေတဲ့သတင်းတွေဆိုလို့ရှိရင်ဒီပုံတွေဗီဒီယိုတွေပေါ့နော်ငလျင်နဲ့မဆိုင်တဲ့ပုံတွေဗီဒီယိုတွေကိုတုံးနေတာရှိရဲနောက်တစ်ခါဒီငလျင်ကြောင့်မလို့ဒကြံပွဲတော်ဖျက်သိမ်းလိုက်ရတယ်ဆိုတဲ့ကိစ္စမျိုးပေါ့နောက်တစ်ခါတော့ဒီကုညီကယ်ဆေးလုံနေတဲ့လူတွေကို PDF တွေကနေပြီးတော့မှတိုက်ခိုက်တယ်ဆိုတဲ့သတင်းမျိုးပေါ့နော်ဒီလိုသတင်းမျိုးတွေတွေ့ရပါတယ်ဟုတ်ဟုတ်ကဲ့ရှင် ဆိုတော့ပထမဆုံးပေါ့နော်ဒီလူတွေရဲ့ဟိုစိတ်ခံစားချက်ပေါ်မှာအခြေခံတဲ့သတင်းမျိုးပေါ့နော်အဲ့လိုသတင်းမျိုးတွေဆိုလို့ရှိရင်ဘာသတင်းတွေပြန့်ခဲ့တယ်လဲအပြီးတော့ဘလိုတွေစစ်ဆေးခဲ့တယ်လဲရှင်စိတ်ခံစားချက်နဲ့ညွေပြီးတော့မှဖြန့်တဲ့သတင်းလို့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဒီအခုဖြစ်နေတဲ့ငလျင်မှာကုညီကယ်ဆယ်ရေးသွားနေတဲ့ အဲကယ်ဆယ်ရေးအဖွဲ့တွေရှိရပေါ့နော်ဆိုတော့ဒီလိုမျိုးကယ်ဆယ်ရေးအဖွဲ့ထဲမှာပဲခွေးတွေလည်းပါလာတယ်ဆိုတော့ဒီဟာတကယ်မြေပြင်မှာလည်းတကယ်ရှိရပေါ့လीနော်ဆိုတော့အဲ့ဒါကိုအခြေခံပြီးတော့မှခွေးလေးတစ်ကောင်ကမျိုးဒီအရှာဖွေနေတဲ့ပုံပေါ့နော်ဆိုတော့အဲ့ဒီအဲ့ဒီပုံကိုဖြန့်နေဟိုဘယ်ကလေးကပြန့်လဲဆိုရင်2023မှာတခါပေါ့ဆိုတော့ဒီဒီ23မှာပဲလားဆိုရင်တော့မဟုတ်သေးဘူးဒီ အမူရင်းပုံကိုတော့ဒီ2019ခုနှစ်မှာတွေ့ရတယ်ပေါ့နော်အဲ့ဒါကိုတော့ Shutterstock ဆိုတဲ့ website တစ်ခုကနေပြီးတော့မှအသုံးပြုသူတစ်ယောက်ကနေပြီးတော့မှဒီပုံကိုအဖော်ပြထားတာကိုတွေ့ရပါတယ်ဒါကတော့အစောဆုံးဖြန့်ဝေတဲ့ပုံပေါ့နော်ဆိုတော့ ဒီ2023မှာလည်းသတင်းတူဖြန့်နေအခုဒီ25မှာလည်းမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကိုအခြေခံပြီးတော့မှဒီပုံနဲ့ပဲထပ်ပြီးတော့မှသတင်းတူဖြန့်နေပုံစံပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီလူမှုကွန်ရက်မှာလည်းဖြန့်ဝေမှုတွေများတယ်အဲ့တော့ကြီးရှုတဲ့လူတွေလည်းများတယ်ပေါ့နော်ဆိုတော့အဲ့ဒါကဘာလဲဆိုတော့ဒီအုပ်ပုံတွေကြားထဲမှာကလေးလေးတယောက်က လက်လေးထုတ်လာတဲ့ပုံပေါ့နော်ဆိုတော့အဲ့ဒါပုံလည်းရှိတယ်အာဗီဒီယိုဖိုင်အနေနဲ့လည်းရှိနေတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုကြတော့အခုအခုလက်ရှိဖြစ်နေတဲ့ဖြစ်စဉ်အဖြစ်ဖြန့်နေဟိုအကုန်လုံးဝိုင်းပြီးတော့တနာကြတယ်ပေါ့လေနော်ဆိုတော့အဲ့လိုမျိုးတနာတဲ့စိတ်ကိုအခြေခံပြီးတော့အကုန်လုံးဝိုင်း share ကြတယ်ဟိုဘလောက်ညာခံစားခက်နေမလဲဆိုတဲ့ပုံစံလည်းမျိုးတွေပေါ့နော်ဆိုတော့အဲ့ဒီပုံကိုအာရှာကြည့်တဲ့အချိန်မှာ ဒီ2024အောက်တိုဘာမှာအာဖြစ်တဲ့ဟိုဖြန့်ဝေထားတဲ့ပုံကိုတွေ့ရပါတယ်အဲ့တော့အဲ့ဒီမှာဒီ tech blog ဆိုရယ် website ကနေပြီးတော့มาဖော်ပြထားတယ်ပေါ့เนาะဆိုတော့ तू อ่ะတကယ်တကယ်တော့ဒီကလေးอ่ะအုပ်ပုံကြားထဲမှာလက်ထုတ်တာမျိုးမဟုတ်ဘူးဆိုတော့အိမ်ထဲမှာပဲဒီနယံမှာအပေါက်ကလေးရှိရယ်ပေါ့เนาะဆိုတော့အဲ့ဒီအပေါက်ထဲကနေလက်ထုတ်ပြီးတော့มาဟိုဟိုဘက်နယံအပြင်ဘက်ကနေရိုက်တဲ့ ထုတ်တန်ဖိုင်ဖြစ်ဖြစ်ပါတယ်လို့ဒီငလျင်ကိစ္စအပေါ်မှာပေါ့လေလူတွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်ပြီးတော့ဒီ emotion မြင့်နေတဲ့အချိန်မှာပေါ့လေဒါမျိုးတွေကထပ်ထပ်ပြီးတော့ပြန်လာတာမျိုးဖြစ်တာပေါ့နော်နောက်တစ်ခုလူစိတ်ဝင်စားတာတစ်ခုကကြတော့တကြံကိစ္စပေါ့နော်တကြံကလက်ရှိဆိုလို့ရှိရင်အအရန်ကိုဟိုဟော့ဖြစ်တဲ့ပွဲတော်တစ်ခုပေါ့နော်လူလူတွေအတွက်ဒီမြန်မာမာရောထိုင်းမာရောပေါ့နော် အမဘာတွေပြန်လာဟိုတခုတွေ့တာဗာလဲဆိုတော့ဒီသဏ္ဍာန်ကိစ္စကိုဖျက်သိမ်းလိုက်ပြီးဆိုပြီးတော့တွေ့တာပေါ့နော်ဒီဟာကိုရောဘယ်လိုမျိုးအချက်လက်စစ်ဆေးထားတာမျိုးရှိလဲရှင့်ဒီမကြခင်မှာပဲဒီပွဲရ အဲစတော့မယ်ပေါ့လေနော်ဆိုတော့ရောက်ရောက်တော့မယ်ပေါ့ဒီပွဲကာလကြီးอ่ะအဲဒီထိုင်းဘက်ကနေပြီးတော့မာထိုင်းမှာလုံမဲ့တကြံပွဲရောမြန်မာမှာလုံမဲ့တကြံပွဲရောဖြတ်သိမ်းလိုက်တယ်ဆိုပြီးတော့မာဒီထိုင်းကဖြတ်သိမ်းတယ်ဆိုတော့စကလုံးကိုပဲတုံးထားပြီးတော့မာအဲ့လိုမျိုးဖြန့်ဖြန့်ဝေတယ်ပေါ့နော်ဆိုတော့သူဖြတ်နေတဲ့ထဲမှာလည်းသူစာသားပဲပါတယ် အာဘာပုံမှတော့မပါနေဘူးဆိုတော့တခြားဘာ data မှလည်းမပါဘူးဆိုလိုချင်တာဒီတဒင်း link မျိုး သူဘယ်ဟာကို resource ယူထားတယ်ဆိုတဲ့ဟာလည်းမျိုးပေါ့နော်ဆိုတော့ဘာမှမပါဘဲနဲ့ဒီတိုင်းဖြန့်တာဖြစ်တယ်ဆိုတော့ဒါကဟိုစာလေးတစ်ချောင်းလောက်ပဲဖြန့်နေဆိုပေမဲ့ဒါကို share နေတဲ့လူကတော့9300ကျော်နေပါပြီဒီတဒင်းကို အဲအချက်လက်စစ်စေးတဲ့အခါမှာဒီတည်ရင်ကဘယ်ကနေခြေရခံလာတယ်လဲဆိုတော့ရန်ကုန်မှာရှိတဲ့ထိုင်းတန်ယုံပေါ့နော်ဆိုတော့အဲ့တန်ယုံ page ကနေပြီးတော့မှတကြံပွဲတော်ကိုဖျက်သိမ်းလိုက်ပြီးဆိုတဲ့ဟာကိုအဲ့လိုမျိုးခေါင်းစဉ်လူမျိုးနယ်ပေါ့နော်ကျွန်တော်ထိုင်းဘာသာစကားနဲ့အဲ့လိုမျိုးဖြန့်ဝေထားတာမျိုးရှိပါတယ်ဆိုတော့အဲစာအုပ်တေချာဖတ်ကြည့်တဲ့အချိန်မှာထိုင်းတန်ယုံမှာလုံမဲ့ရန်ကုန်ကထိုင်းတန်ယုံမှာလုံမဲ့ဒီဧပြီတရက်နေ့မှာလုံမဲ့ပွဲကိုဖျက်သိမ်းတာပဲဒီဟာကိုအခြေခံပြီးတော့ပဲ အဲထိုင်းမှာလည်းမလုပ်တော့ဘူးမြန်မာမှာလည်းမလုပ်တော့ဘူးဆိုတဲ့ဟာလည်းမျိုးဖြန့်ဝေတာဖြစ်ပါတယ်ဆိုတော့အဓိကကတော့ကိုယ်ဖက်လိုက်တယ်ဆိုဖက်တဲ့သတင်းတစ်ပုဒ်ကိုတစ်ပုဒ်လုံးအစအဆုံးဖက်ဖို့လိုပါတယ်ဆိုတော့တစ်ပုဒ်လုံးဖက်ပြီးတော့မှအစအဆုံးကြည့်မယ်ဆိုရင်တော့ဒီကိစ္စရှင်းတယ်ပေါ့လीနော်ဆိုတော့အခုတော့ဟိုအတောင်းရတဲတဲလေးကိုပဲယူသုံးပြီးတော့မှဒိုးတလို့ပုံဖော်ပြီးတော့မှဖြန့်တဲ့ပုံစံလည်းမျိုးဖြစ်တယ်ပေါ့လीနော် ဆိုတော့ဗောနောခုနကဒီပထမဆုံးမှာအမပြောသွားတဲ့အထဲမှာဗောနောအဲဒီတရမ်းမားတွေပြတ်တဲ့အထဲမှာဒီတော်လန်ရီကိုဒီငလင်းနဲ့ပတ်သက်ပြီးတော့အဲဒီတော်လန်ရီဘက်ကိုအတိုက်ခိုက်တဲ့ဟာမျိုးဗောနောဒါကတော့အရင်ကတည်းကဒီစစ်ကောင်စီဘက်ကနေပြီးတော့ဖြန့်နေကြပရိုပဂန်ဒါတစ်ခုဗောနောအခုလည်းဒီငလင်းနဲ့ဆက်နွယ်ပြီးတော့ပြန်နေတာရှိရဲဆိုတော့ဒီ PDF တွေနဲ့ပတ်သက်ပြီးတော့ဘလူးတန်းတူတွေဒီတလုံးမှာပြန်နေတာရှိလဲရှင့် ဒီ PDF တင်နေပတ်သက်ပြီးတော့မှဖြန့်နေတဲ့ဒင်းတွေထဲမှာပေါ့နော်ဆိုတော့ဒီတွေးပြီးမှယုံဆိုတဲ့အချက်လက်စစ်ဆေးတဲ့အဖွဲရနေပြီးတော့မှအချက်လက်စစ်ဆေးထားတဲ့အကူတစ်ခုရှိပါတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်သခိုင်းကိုကယ်ဆယ်ရေးလာတဲ့ယင်တန်းပေါ့နော်ဒီယင်တန်းကို PDF ကနေပြီးတော့မှမိုင်းဆွဲတိုက်ခိုက်တယ်ဆိုပြီးတော့မှဖြန့်တာဆိုတော့ထုံးစံအတိုင်းပဲ PDF တွေကိုအဥတီပြီးတော့မှတိုက်ခိုက်တယ်ဆိုရင်အာဒီစစ်ကောင်စီလော်ဘီပေါ့နော်ဆိုတော့ စစ်ကောင်စီ lobby တွေဒီ Telegram channel တွေပေါ့ဆိုဒီကနေပြောมาစပြီးတော့ပြန်တယ်ဒီ Telegram မှာဆိုလည်းတော်တော်များများပြန့်တာတွေရှိတယ်ပေါ့လေနော်နောက်တစ်ခုကဒီမာပါတဲ့ပုံတွေပေါ့နော်ဒီပုံတွေကိုစစ်လိုက်တော့ဒီပုံတွေကအခုဒီ2025ဟိုဒီငလျင်လုတ်ပြီးမှအာထွက်လာတဲ့ပုံတွေမဟုတ်ဘူးဟိုနောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဘာတွေ့လဲဆိုလို့ရှိရင်နောက်တစ်ခုပြန်လာတော့ဒီမုံများ body တစ်ထောင်မှာပေါ့နော် ကယ်ဆယ်လာတဲ့အဖွဲတို့တော်လိုင်းတက်တရားတိုက်ခိုက်တယ်ဆိုရဲဟာပါဒီမှာတိုက်ခိုက်တယ်ဆိုပြီးတော့မှပုံနေဖော်ပြထားတဲ့အဲမှာအဝေးပြက်လက်နက်တွေကိုပြက်ပြနေတဲ့ပုံနေပေါ့နော်ဆိုတော့ဒီဒီပုံနေပါတယ်ဆိုတော့ဒီပုံနေကိုစစ်လိုက်တဲ့အခါမှာဘာတွေ့လဲဆိုလို့ရှိရင်အခုစစောနာပြောသလိုပဲအခုလက်ရှိဖြစ်နေတဲ့ပုံမျိုးမဟုတ်ဟုတ်မနေဘူးဟိုအရင်တုန်းကပုံတွေကိုပြန်သုံးထားတာမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့2024 April ကပုံကိုယူသုံးတယ်ပြီးတော့နောက်နောက်တစ်ခါဒီ ဖေဖော်ဝါရီမှာဒီသတင်းဌာနမှာပေါ့နော်မန္တလေး free press ကဖော်ပြထားခဲ့ပြီးသားပုံပေါ့နော်ဆိုတော့ဒီလိုပုံမျိုးယူသုံးပြီးတော့မှအခုလက်ရှိဖြစ်တဲ့အဲဖြစ်စဉ်အဖြစ်ပေါ့ပြန်ပြီးတော့မှဖြန့်ဝေထားတာမျိုးတွေ့ရပါတယ်ဒီဟာကငဒီငလျင်နဲ့ဆက်နွယ်ပြီးတော့ဒီ lobby တွေကနေဖြန့်နေဟာမျိုးပေါ့เนาะတလဆတယ်ဘာပြောမှာဆိုဘာပြောအချင်လဲဆိုတော့ဒီ lobby တွေကနေပြီးတော့ဘာတွေလှုပ်ဆောင်နေတာရှိသလဲဆိုတော့ဒီငလျင်တွေနဲ့ပတ်သက်ပြီးတော့ အဲသူတို့ရဲ့ဒီ management ကိုစီမံခန့်ခွဲတဲ့မှုကိုပေါ့နော်ဝေဖန်တဲ့လူတွေကိုဖမ်းဖို့အတွက်လှုပ်ဆောင်နေတာရှိတယ်ပေါ့နော်အဲညီမဒီနေ့တွေ့သလောက်ဆိုလို့ရှိရင်ဒီဟန်ငင်းဦး Telegram channel မှာဒီရင်းနှံချောင်းရန်ကုန်မန္တလေးအဲ့ကဒေသခံ9ယောက်ပေါ့နော်အမျိုးသမီး3အမျိုးသမီး2ယောက်အမျိုးသား3ယောက်ကိုဖမ်းဖို့အတွက်လှုပ်ဆောင်ထားတာမျိုးရှိရပေါ့နော်ဒါတွေကိုလည်းဒီတတိထားရမယ်အနေထားဖြစ်တယ်ပေါ့နော်အဲဆိုတော့အဲဒီနေ့အတွက်ဒီ season မှာအဲ ပါဝင်ဆွေးနွေးပေးတာကိုဒီလောက်နဲ့ပဲညှနာလိုက်ချင်ပါတယ်အမပါဝင်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်လောကမီဒီယာရဲ့ဆက်လက်ရည်တည်ခံမှုပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ပြည့်စုံရေးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။